ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့တောင်းလုံးပေါင်းချင်းပရိလေးလုံးနောက်ထပ်တွင်နီးတစ်မျိုးကိုကျွန်တော်တို့မိတ်ဆွေများလေ့လာလို့ရအောင်တွင်နီးနည်းတစ်ခွအချင်းပြပြီးသွားမှာဖြစ်ပါတယ်ပရိလေးလုံးယူတဲ့နီးဖြစ်ပါတယ်ဗောနော်ကျွန်တော်နံပါတ်1အနေနဲ့ဒီ9ခွန်3များနီးပရိလေးလုံးယူထားတာဖြစ်ပါတယ်ပရိတွင်နီးဒီနံပါတ်1ဗောနော်နံပါတ်1မှာဆိုရင် သေး9 3ညနေ့ဆိုပြီးတော့အဒီပရိသေးလုံးထက်ကသူရှားပြီးသွားတာဒီ6 3ည6ဖြစ်ပါတယ်။ဒါကြောင့်မို့ထိတ်နေပိတ်၃လုံးပေါင်းရှင်နေပရိဖြစ်ပါတယ်။နံပါတ်2အနေနဲ့ကတော့ကျွန်တော်တို့89နေ့လေးပရိဆိုပြီးရတာဖြစ်ပါတယ်။အဲ့ဒီ89နေ့လေးပရိထဲကသူရှားပြီးသွားတာက6 6နေ့ဆိုတဲ့အတွက်အဲ့ဒီထိတ်နေပိတ်ကနန်း၃လုံးပေါင်းရှင်လေးပရိဖြစ်ပါတယ်။ နောက်ထပ်ဒီ665ဖြစ်ပါတယ်ဘာလို့တသမောကျွန်တော်ဒီ903များနှစ်ထဲက9ပြိခြားပေးသွားတာဖြစ်ပါတယ်နံပါတ်3ပေါ့နော်ဒီနံပါတ်4နှလေး09ပြိလေးလုံးထဲကသူ96နှစ်ဆိုတဲ့အတွက်၃လုံးပေါင်းရှင်းက9ပြိခြားပေးသွားတာဖြစ်ပါတယ်နံပါတ်5 1368ပြိဆိုပြီးရတာဖြစ်ပါတယ် ၃ည၄၄ဆိုတဲ့အတွက်ကြောင့်မို့ထိတ်လင့်ဘိတ်ကဏ္ဍ၃လုံးပေါင်းရှင်းပြိဖြစ်ပါတယ်။နံပါတ်၆ချစ်တုံည၃၅ပြိဆိုပြီးရတာဖြစ်ပါတယ်။နိနိတိဆိုတဲ့အတွက်ကြောင့်မို့ပေါင်းရှင်း၅ပြိဖြစ်ပါတယ်။နံပါတ်9ဒီ9ခွန်တုံများနေပရိလေးလုံးထဲကသူရှားပြီးသားတာက843ဆိုတဲ့အပေါင်းရှင်း9ပရိဖြစ်ပါတယ်။နံပါတ်7ပါနော်။ ၃ညနေ၅ခွန်ပရိတ်၅လေးလုံးရတယ်ဗောနော်အဲ့ဒီမှာရှေ့လျှောက်သုံးချပေးသွားတာဖြစ်ပါတယ်။ပေါင်းရှင်းကတော့ခုနှစ်ပရိတ်ချပေးသွားတာဖြစ်ပါတယ်။နံပါတ်၉၁၃၆ပရိတ်လေးလုံးထက်ကနေ့၃ည၉ဆိုတဲ့အတွက်ပေါင်းရှင်း၁ပရိတ်ဖြစ်ပါတယ်။တွင်နည်းအရနံပါတ်၁၀မှာဆိုရင်ချစ်၃ည၃ပရိတ်၅လုံးလေးလုံးရတယ်ဗောနော်။အဲ့မှာခွန်ခွန်၉ဆိုတဲ့အတွက်ပေါင်းရှင်း၃ပရိတ်ဖြစ်ပါတယ်။ နံပါတ်7မှာတွင်ဤအရာခွန်9နိလေးပရိစုပြီးရတာဖြစ်ပါတယ်။ခွန်3ည3ညဆိုတဲ့အတွက်ပေါင်းချင်း9ပရိဖြစ်ပါလေပေါ့နော်။နံပါတ်7မှာတော့နိလေးခွန်9ပရိထဲက3000ဆိုတဲ့အတွက်ပေါင်းချင်း9ပရိချပေးထားတာဖြစ်ပါတယ်။နံပါတ်7 3368ပရိလေးလုံးထဲက69လေးချပေးထားတာဖြစ်ပါတယ်။၃လုံးပေါင်းချင်းက10ပရိဖြစ်ပါတယ်။ နံပါတ်14ပေါ့နော်ကိုတိလေးရောက်ပရိတ်လေးလုံးထဲက963ဆိုတဲ့အတွက်သုံးလုံးပေါင်းရှင်းပြီးပြိချပေးထားတာဖြစ်ပါတယ်အချိန်ကြီးအဖြစ်14ချိန်ချာပေးသွားခဲ့ပြီးပြီဖြစ်ပါတယ်ပေါ့နော်ဒါလေးကိုကျွန်တော်တို့မိတ်ဆွေများလေ့လာလို့ရအောင်တနည်းနဲ့တကွာအချင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒီပရိတ်လေးလုံးယူတဲ့နေ့ကိုကျွန်တော်တို့အတူတူဆက်ပြီးတော့လေ့လာကြည့်အောင်ပါခင်ဗျာဒီ4939341ပေါ့နော်ပြီးရင်3996 တကူကူ63များ6 63များ6 63များ66နဲ့အဲ့ဒီ၃ပင်ခြားပြီးတော့ကျွန်တော်တို့ဒီ665ကိုတွဲပြမှာဖြစ်ပါတယ်ဗောနော်ဒီ၃ပင်ခြားပြီးတော့ဒီ665ကခွန်တင်နဲ့ပေါင်းလာမှာဖြစ်ပါတယ်ဒီအနီအောင်တားရတဲ့ကဏ္ဍနှလုံးဗောနော်ဒီရှေ့ဆုံးက၄နဲ့၃ညာနဲ့ပေါင်းရှင်း၄ဖြစ်ပါတယ်နောက်ထပ်ဒီခွန်နဲ့တပေါင်းရှင်း၈ဖြစ်ပါတယ် ဲ့ဒီနှလုံးကိုထပ်ပြီးပေါင်းမှာပါနော်လေးရှင်းပေါင်းရှင်းဆက်နေရတယ်။အဲ့ဒီနှစ်ကိုလည်းနောက်ထပ်အနေနဲ့နေနဲ့ထပ်ပေါင်းရှင်းသေးရတာဖြစ်ပါတယ်။လေးကိုလည်းနောက်ထပ်၃နဲ့ထပ်ပေါင်းရှင်း9ဖြစ်ပါတယ်။ခွန်ကိုနှစ်နဲ့ထပ်ပေါင်း9အိမ်မှာပရိတ်လေးလုံးရပြီဖြစ်ပါတယ်နေလေးခုံကိုပရိတ်လေးလုံးဖြစ်ပါတယ်အဲ့ဒီ6ရှောင်း9ပြီးတော့နောက်ထပ်တွင်မှာသူချပြီးတော့တာက9ရှောင်းနေဖြစ်ပါတယ် ဒါကြောင့်မို့ function ကထိတ်နေပိတ်ပေါ့နော်ထိတ်9 9ထိတ်6အနေနဲ့အပိတ်ကဏ္ဍ3လုံး function ခုနှစ်ပိတ်ချပေးသွားတာဖြစ်ပါတယ်။ Okay အဲ့ဒီနေ့အတိုင်းပဲကျွန်တော်နောက်ထပ်ဒီလေး၃ညပြီးတော့၃ည9ကိုယူမှာဖြစ်ပါတယ်။ဒီအပေါ်ကလေး၃ညပြီးတော့ဒီအောက်က၃ည9နဲ့ဒီအောက်က၄နဲ့၈နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။၉ရှောင်းနဲ့ကအရှင်းဆုံး၄နဲ့၈နဲ့ကိုယူမှာဖြစ်ပါတယ်။၃ညနဲ့၉ function ဒီ၉ပေါ့နော်။ အဲ့ဒီကိုကိုကျွန်တော်ဒီကိုရှောင်းနစ်က၄နဲ့၈ပေါင်းရှင်းစနစ်ယူมาဖြစ်ပါတယ်။ကိုနဲ့၄ပေါင်းဆက်တဲ့တိတ်ကို၄ပေါင်းချင်း၃၃ကိုလေးနောက်ထပ်၃နဲ့ထပ်ပေါင်းရတာပေါ့နော်။၆၆ကို၄ပေါင်းရှင်း၈ဖြစ်ပါတယ်။တိတ်၃၆ပြိတ်လေးလုံးမှာကိုချောင်းနေပြီးတော့နောက်ထပ်တစ်ပြေမှာ၃ညလေးလေးခြာပြီးသွားတဲ့အတွက်ကျွန်တော်ကနန်း၃လုံးပေါင်းရှင်း၈ပြိတ်ဖြစ်ပါတယ်ပေါ့နော်။ Okay နောက်ထပ် ဒီတုံညာကိုပြီးတော့အဲ့ဒီတုံညာကိုရဲ့အောက်မှာရှိတဲ့တင်းနဲ့ကိုးနဲ့ကိုယူပြီးတော့ဒီတုံညာလေးလေးက9နဲ့3နဲ့ကိုထပ်ပေါင်းရမှာဖြစ်ပါတယ်။တင်းနဲ့ကိုးပေါင်းခြင်းက30ရတယ်ပေါ့နော်။ဒီအခြေက9 3ပေါင်းခြင်း6ဆိုတဲ့အတွက်တုံညာနဲ့6ပေါင်းခြင်း6ကိုတရားပေါ်ကလိုမျိုးပဲ2နဲ့ပေါင်း30။တုံညာကိုလည်း3ပေါင်း3 3ကို2ပေါင်းခြင်း9 6တုံညာ3 9ပြည်လေးလုံးထဲကတွေ့ချပြီးသွားတာက2နဲ့3ပေါ့နော်။ ဒါကြောင့်မို့အဲ့ဒီမှာကရန်3လုံးပေါင်းရှင်း5ပြည်ချပေးသွားတာဖြစ်ပါတယ်။ Okay နောက်ထပ်တကူပြီးတော့ကျွန်တော်6 3ညကိုယူရမှာဖြစ်တယ်ပေါ့နော်။ဒီ6 3ညရဲ့ဒီနိနစ်တက်ကဒီအရှိဆုံးကရန်နှလုံးနဲ့ပေါ့နော်။ဒီ6 3ညပေါ့နော်။ဒီ6 3ညရဲ့ဒီနိနစ်တက်ကတစ်ချေကိုယူရမှာဖြစ်ပါတယ်။ โอเคဒါဆိုရင်တင်တော့ဒီ6ရက်3ရက်ရပေါင်းရှင်းဒီ600ရယ်ပေါ့နော်နောက်ထပ်တင်းနဲ့10ပေါင်း9 69ပေါင်းရှင်း15ရယ်တွေအတွက်ငါ့ကိုညစ်ပေါင်းခွန်ခွန်3ပေါင်း30တုံများကိုညစ်ပေါင်းညငါ့ခွန်3ညနေထက်က643ချပေးတော့တာဖြစ်ပါတယ်โอเคဒါကြောင့်မို့ကျွန်တော်ဒီမှာ6ထိပ်၄အလေး3မပိတ်ဂရန်3လုံးပေါင်းရှင်း9ပိတ်ဖြစ်ပါတယ် โอเคဒီခွန်တစ်ကိုထပ်ယူရမှာပေါ့နော်ဒီစတာပြလိုက်မယ်ခွန်နဲ့တင်းနဲ့ဒီ6 6နဲ့ထပ်ယူရမှာဖြစ်ပါတယ်ခွန်တစ်ပေါင်းရှင်းကချေရတယ်ရှေ့ကိုလည်းဒီ6 6ပေါင်းရှင်းစနစ်တွေအတွက်ချင်းနဲ့နှစ်ပေါင်း30တုံမြောင်နှစ်ပေါင်းနဲ့နှစ်ကို3ပေါင်းကအာနှစ်ပေါင်းခွန်ဖြစ်ပါတယ်တနည်းရတော့များနေငါခုံပရိသတ်က663ချပြီးသွားတာဖြစ်ပါတယ်ဗောနော။ဟုတ်ကဲ့ကျွန်တော်ဒီ663ပေါင်းရှင်ခုနှစ်ပရိချပြီးသွားတာဖြစ်ပါတယ်ခင်ဗျာ။ โอเคနောက်ထပ်ကျွန်တော်ဒီ၄နဲ့၈နဲ့ယူမယ်ပြီးရင်ဒီ၈၆၃ကတုံညာနဲ့၉နဲ့ယူမယ်ပေါ့နော်၄ရှစ်ပေါင်းရှင်းကစနေရတယ်ခင်ဗျာအဲ့ဒီနှစ်ကိုဒီတုံညာနဲ့၉ပေါင်းရှင်း၉နဲ့ထပ်ပေါင်းမှာပေါ့နော်စသည့်တက်တော့၆ရှစ်ပြိလေးလုံးယူရမှာဖြစ်ပါတယ်ရမှာပေါ့နော်အဲ့မှာနှစ်တုံညာ၉ဖြစ်ပါတယ်၈၆၃ပြီးတော့နှစ်ထပ်နောက်ထပ်တစ်ပြင်မှာနှစ်တုံညာ၉ဆွေတွေအတွက်ပေါင်းရှင်းဒီပြိဖြစ်ပါတယ် ကျွန်တော်ဒီလေးရှိပါတော့လေးရှိပြီးတော့ဒီ93ကိုယူမယ်93ပေါင်းမယ်ပါတော့ရှင်းရတယ်အဲ့ဒီရှိကိုဒီကျွန်တော်ဒီနှစ်တုံညာကိုကခွန်3နဲ့ပေါင်းရှင်း30ပါတော့ရှင်းတုံညာတုံညာကို3ပေါင်း3 3ညပေါင်း5ရှင်းတုံညာ3 5ပြိဖြစ်ပါတယ်ခွန်ခွန်ကိုပေါ့နော်ခွန်ခွန်ကိုဆိုတဲ့အတွက်ပေါင်းရှင်းကကျွန်တော်ဒီမှာ၃ပြည့်ဖြစ်ပါတယ် โอเคကျွန်တော်93ကိုယူထားပြီးပြီဖြစ်ပါတယ်ဗောနော။ဒါကြောင့်မို့ဒီဒီချိန်မှာတော့တစ်ရှင်းကိုယူရမှာဖြစ်ပါတယ်။သူရဲ့ပုံက3ပင်ချာဗောနော။တစ်ရှင်းတစ်ရှင်းပေါင်းရှင်ကိုရှင်းနဲ့3များနဲ့ပေါင်းရှင်းဖြစ်ပါတယ်။ကိုရှင်းကစက်ခွန်ခွန်ကိုနှစ်ပေါင်းကိုကို3ပေါင်းစနစ်နှစ်နှစ်ပေါင်းလေးခွန်ကိုနှစ်ဒီပရိမာသူချာပေးသွားတာကခွန်3ည3ညဆိုတဲ့အတွက်ပေါင်းရှင်းခွန်နှစ်ပရိချာပေးသွားတာဖြစ်ပါတယ်။โอเคနောက်ထပ် ဒီစသားနှစ်ခုပြလိုက်မယ်ဗောနော6နဲ့6ပေါင်းမယ်ဗောနော်ဒီ66နဲ့ဒီခွန်3မြား3မြားက99နဲ့ဗောနော်99ပေါင်း30ဆိုတဲ့အတွက်နေရမယ်နှစ်ကိုနှစ်ပေါင်းလေလေးသုံးပေါင်းခွန်ခွန်နှစ်ပေါင်းကိုနှစ်လေးခွန်ကိုပြေရမှာဖြစ်ပါတယ်3ခွန်ခွန်ဖြစ်တယ်ဗောနော်ခွန်နှစ်ရပြီးတော့နောက်ထပ်တစ်ပြေမှာ3ခွန်ခွန်ဆိုတဲ့အတွက်ကနန်း3လုံးပေါင်းရှင်းခွန်နှစ်ပြေဖြစ်ပါတယ် โอเคဒီတခါတော့3ည9နဲ့ဒီ3ခွန်ခွန်က7နဲ့4နဲ့ပေါင်းမယ်ပါเนาะ3ည9နဲ့9ပေါင်း9 7နဲ့4က7နဲ့9နဲ့2က7ဆိုတဲ့အတွက်7 3 6 8ပြိ4လုံးရမှာဖြစ်ပါတယ်3ခွန်ခွန်ပြီးတော့8 9 4ဖြစ်ပါတယ်ဒါကြောင့်မို့3လုံးပေါင်းရှင်းဒီပြိ6ပြိသွားတာဖြစ်တယ်ပေါ့เนาะโอเคကျွန်တော်3ည9ပြီးတော့ဒီအောက်ကခွန်3ကိုယူရမှာဖြစ်ပါတယ် ခွန်တုံးကဒစိပေါ့နော်တုံးများကိုဒီရှစ်ကိုလေးကတင်းနေခြင်းနဲ့ကိုထပ်ပေါင်းအောင်ဖြစ်ပါတယ်တရှိပေါင်းရှင်ကိုဆိုတဲ့အတွက်တုံးညာနဲ့ကိုနဲ့ပေါင်းရှင်ကိုကိုကိုနေပေါင်းဆက်တဲ့တဲ့ကိုတုံးပေါင်းရှင်လေးလေးကိုနေပေါင်းရှင်6ကိုတင်လေး6ပြိတ်ဖြစ်မယ်ပေါ့နော်အဲ့ဒီမှာက6တုံးချပြီးသွားတာဖြစ်ပါတယ်โอเคဒါကြောင့်မပေါင်းရှင်က4ပြိတ်ဖြစ်ပါတယ်ပေါ့နော် โอเคကျွန်တော်တို့6ကြိမ်အတွက်ဒီ6နဲ့3များနဲ့ပေါင်းအောင်ပါပေါ့နော်6နဲ့3များနဲ့ပေါင်းရှင်းရှိကိုဒီ9 6 3က9နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခွန်9ပေါင်း7ဆိုတဲ့အတွက်ပေါင်းရှင်း3ည3ညနှစ်ပေါင်းနှစ်နှစ်ကို3ပေါင်းက9နှစ်ပေါင်းခွန်3ညနှစ်9ခွန်ပြိ၄လုံးစုပြီးရတာဖြစ်ပါတယ်ဒါဒီ20အရာပေါ့နော်ဒီ20အရာကျွန်တော်မရှင်းများလေ့လာလို့ရအောင်ပေါ့နော်ဒီမှာထပ်ပြီးပြပြီးသွားမှာဖြစ်ပါတယ် ဒီအပေါ်က1368ပြိမာ69လေးဖြစ်ပါတယ်ဒီမှာရေးပြထားတယ်ပေါ့နော်1368ချင်းမှာ69လေးထပ်ပြီးတော့ကို3လေးချောင်းမှာ963ဆိုပြီးတော့4ပြိပေါ့နော်ဒီတစ်ဘက်မှာတော့တန်းကြီးအရာတုံများ25ပြိဖြစ်ပါတယ်โอเคကျွန်တော်ရှေ့မှာလည်းတင်ပြထားတဲ့ပရိသေလုံးတွေလည်းရှိသေးတယ်ပေါ့နော်အဲ့ဒီပရိသေလုံးလည်းကျွန်တော်တို့ထပ်ပြီးတော့ညီကြည့်မယ်ပေါ့နော်ရှေ့ရဗီဒီယိုတွေမှာကျွန်တော်တင်ပြထားတဲ့ဒီ20အရာပေါ့နော် ဒီဒုံများလေးလေးကနေစာပြီးပေးလာတဲ့ပရိတ်ဒီမင်းငါးခုန်ကိုရှိပြီပါနော်အဲ့မှာကျွန်တော်ခုပြလိုက်တဲ့20အကြမင်းငါးခုန်2တဲ့ပေါ့နော်ဒီပရိတ်20နံပါတ်10နဲ့ပင်ချာတနီမှာတော့ခွန်ရဲ့9ရဲ့2နေပြီပေါ့နော်ခွန်9 2တဲ့ Okay ဒီပရိတ်ချ9လုံးနဲ့ထပ်ပြီးညီမယ်ဆိုတော့အကောင့်ဆုံးပရိတ်အနေနဲ့ကျွန်တော်ခွန်ပရိတ်ဖြစ်တော့မယ်ပေါ့နော် Okay ဒါကကျွန်တော်20အရာပေါ့နော်ခုနှစ်ပြည့်အကောင်းဆုံးဖြစ်သွားမှာဖြစ်ပါတယ်